အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့အိယာထဲမှာလဲထုံပြီးဘာသာစကားကိုလေ့လာသင်ယူရင်ပိုတက်မြောက်လွယ်တယ်ဆိုတော့ယူဆချက်ရှိတယ်အိုင်ဗန်လူမျိုးတွေရဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းအစကိုတော့1936ခုနှစ်မှာနေချက်ဗြိတိသျှအုပ်ချုပ်မှုအောက်မှာရှိနေတယ်လေရှားနိုင်ငံဆာယာယာမျိုးလေးကိုဂျွန်းဆိုတဲ့အင်္ဂလိပ်အရာရှိအငယ်တန်းတယောက်စတင်ရောက်လာခဲ့ပါတယ် ဒီရာရှိငယ်လေးကကတ်လူမျိုးတွေစီ ရောက်လာတယ်ဆိုတာကလည်းအဖေဖြစ်သူရဲ့ဒီရွာမှာအမှုထမ်းခဲ့စဉ်ရွာလေးကို အသိပညာပေးခြင်းခဲ့နောက်ဆုံးဆန္ဒတစ်ခုကြောင်းရောက်လာခဲ့တာဖြစ်ပါတယ်။လာဂျုံမဲ့သူတွေကိုစောင့်နေတဲ့ဂျုံတယောက်ရောင်ချာချာဖြစ်နေတော့ဒေသခံအိုင်ဗန်လူမျိုးဗန်ဆိုင်ကရောက်လာပြီးတော့မှသူ့ကိုယ်သူမိတ်ဆက်ပြီးတွားရမယ့်နေရာကိုခီးဆက်ခဲ့ကြပါတယ်။သူတာဝန်ထမ်းဆောင်ရမယ့်ရွာလေးမှာတော့ သူ့ရဲ့အထက်လူကြီးဟင်နရီကအုပ်ဆိုးထားတာဖြစ်ပြီးတော့အခုချိန်ရွာရဲ့ဒလိကိုလေ့လာလို့ရအောင်ကျွဲနဲ့ဆွဲတဲ့ကားကြီးနဲ့လိုက်ပါလာခဲ့ရပြန်ပါတယ်။ဂျွန်ကတော့သူ့အဖေကဒီနယ်မှာတာဝန်ကျဘူးကြောင့်နဲ့သူ့အဖေရဲ့ရွယ်ချက်ဖြစ်တဲ့ဒက်လူမျိုးတွေကိုပညာသင်ပေးခြင်းနဲ့ဆန္ဒကိုအကောင့်ထဲပို့ခြင်းကြောင့်ပြောပြတော့ဟင်နရီကဂျွန်ကိုအထင်ကြီးလေးစားသွားရပါတယ်။အဲ့ဒီနောက်တော့ဒီရွာရဲ့အကြီးကဲရွာလူကြီးစီကိုခေါ်သွားပြီးတော့ တာဝန်ထမ်းဆောင်မဲ့ဂျုံကိုရွာရဲ့အစင်လာတိုင်းပါတီပွဲတစ်ခုနဲ့ကြိုးဆိုခဲ့ပါတယ်ပါတီပွဲမှာတော့ဂျုံရဲ့အနောက်ကနေနှလုံးပြူးနဲ့ထောက်ပြီးဘီအီးတွေကခိုင်းနေတဲ့လုံးကြီးပေါက်လာလေးရဲ့အမိကတော့ဆက်လီမာဖြစ်ပါတယ်ဦးရိုင်းလေးဂျုံကတော့အေကိုဟောင်းနဲ့မတည့်ဘူးဆိုပြီးအစကငင်းဆန်နေပြီပဲအရင်မတော့ရင်ဒီရွာရဲ့ဓလေ့ကိုငင်းဆန်တာပဲဆိုတာ ਨੇ ပေးသမျှဘီအီးတွေကိုတခွက်ပြီးတခွက်ကစ်လိုက်ရပါတယ် အရက်ဝိုင်းကြီးပြီးတော့ရိုးရာအကနဲ့ဖြောပြင်းနေချိန်မူးနေတဲ့ဂျွန်တယောက်ဆယ်လီမာရဲ့နှလုံးပြူကိုကြည့်ရင်သဘောကျနေတဲ့အချိန်သူနဲ့အတူကားဖို့အတွက်လဲဆွဲလေးတစ်ခု လာပေးခဲ့ပါတယ်လဲဆွဲလေးပေးလို့မကဘူးဆိုရင်တော့ရွာရဲ့ဒလေးအရာရိုင်းရကြတယ်ဆိုတော့ဂျွန်လည်းအနီးနားရှိရာဘန်ဆိုင်လက်ကိုဆွဲပြီးတွေ့ကြရာချုံမိုင်မိုင်အကတွေနဲ့ကားလိုက်ရင်တွေ့ရာကျမ်းမြင့်မော်အိပ်ပျော်သွားခဲ့ပါတယ်နောက်နေ့မနေ့ဂျွန်အနောက်ကနေ ဘဲကမှမသိတဲ့ခေါင်းပြိုက်ကြီးတစ်လုံးဆွဲလာတော့မှအိမ်မက်လားတကယ်လားဆိုပြီးပြန်လဲနိုးလာတော့တယ်တကယ်တော့ဒီခေါင်းပြက်ကြီးဆိုတာအိုက်ဖန်လူမျိုးစုတွေနေရာကိုတရုတ်မိုင်းလောက်သားတွေကျူးကျော်တော့ကတိုက်ခိုက်ခဲ့တဲ့အထိမ့်မက်အနေနဲ့ဒီခေါင်းကိုရုပ်ရဒလိအဖြစ်စောင့်ထားကြတာဖြစ်ပါတယ်မနဲ့ကြတော့ဟင်နဒီကိုဒီရွာလေးအကြောင်းမေးကြည့်လိုက်တဲ့အခါဒီရွာက လူမျိုးတွေကဘီကစ်တာတိုက်ခိုက်ရေးလောက်တာ ਨੇ ဟာတာဖောင်ဖွဲ့ပြောဆိုခြင်းအဖြစ်ဖောင်တိုင်းအပိဒံတွေကိုလည်းတုံးဆွဲကြတယ်ဆိုတာတီလိုက်ရပါတယ်ဖောင်တိုင်းအပိဒံအကြောင်းပြောနေရင်နှလုံးပြူးမာလေးဆလီမာက အဖေဖြစ်သူတကြီးနဲ့အတူဂျွန်းအိမ်ကိုရောက်လာခဲ့ပါတယ်အစကတော့ဂျွန်းတယောက်ဆလီမာကိုရိုးရိုးထမင်းချက်အလုံးလောက်ပဲထင်လို့လက်ခံစကားပြောလိုက်ပြီမယ်ဇနီးမယားတောင်းဝန်တွေပါယူပေးမယ်လို့ပြောနေလို့ဂျွန်းလည်းနားမလည်နိုင် ဖြစ်သွားရပါတယ်တကယ်တော့ဖောင်တိုင်းအပိဒံဆိုတာ အင်္ဂလိပ်လူမျိုးတယောက်နဲ့ညာတိုင်းနောင်ချိန်ပလေရင်အိယာပေါ်မှာဘာသာစကားတင်ယူရတာကပိုတက်မြောက်ကြောင်းဟင်နရီပြောပြပေါ်မှာသဘောပေါက်သွားခဲ့ရတယ်။ဒါကြောင့်ရွာလူကြီးကိုယ်တိုင်တမီးဖြစ်သူနှလုံးပြူလေးကိုဂျိုးအိမ်ကိုလာထားပြီး6လအတွင်းဖောင်တိုင်အတွေ့အကြုံအပြင်ဘာသာစကားကိုလည်းကိုပိရင်ပိအကုံဖိဖလဲကြမှာဖြစ်ပါတယ်။သူတို့ရဲ့ယူဆချက်အရ6လပြည့်တာနဲ့အင်္ဂလိပ်ဘာသာစကားကိုလည်း ဆက်လီမာကတက်မြောက်သွားတဲ့အပြင်ဂျွန်ကလည်းသူတို့ရဲ့ဘာသာစကားကိုလင်းလင်းမြန်မြန်တက်မြောက်သွားနိုင်တယ်လို့ခံယူထားလို့ပါဖျားဖြစ်မဲ့အုံနေကလေးဂျွန်ကတော့နှလုံးကျူးမလေးဆက်လီမာကိုဒီအလောက်ကချိန်ချောက်အတင်းကျပ်စေခိုင်းခံရတာလားလို့မေးနေခဲ့ပြီမယ်ဆက်လီမာကတော့သူကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်ကြောင်းပြောလိုက်ပြီမယ်ဂျွန်ကလက်မခံခြင်းဖြစ်နေပါသေးတယ်နိနာမှာကြောက်ပြီးဖောင်တိုင်းပြည်တံကိုမလိုလားတဲ့ဂျွန်ကဘလို့လောက်ရမလဲပြောနေတော့ ဟင်နရီနဲ့ရွာသူကြီးတို့ကငါသမီးကိုတင်းကျင်တာတင်ကွာဆိုပြီးထားခဲ့လိုက်ပါတယ်။ဒီရွာကလူတိုင်းကလည်းဂျွန်တို့နှစ်ယောက်နှောင်မေးနှောင်မေးနေပြီဆိုတာကိုစိတ်ဝင်တစားနေကြပြီမယ်။ဘာမှမပါရသေးတဲ့ဂျွန်ကတော့ဒီအကြောင်းကိုခဏမေ့ထားလိုက်ပါတယ်။သူမကိုဘာမှမပါတဲ့ရှောင်ထွက်နေတဲ့ဂျွန်ကိုတော့ဆက်လီမာကတော့ယောက်ျားချင်းဟိုမိုလို့ထင်သွားပြီ။ယောက်ျားလေးကထမင်းချက်ငှားခဲ့ပြီမယ်။ဂျွန်အတွက် ပိုစိတ်အနှောက်ယှက်ဖြစ်ရပြင်ပါတယ်ဆလီမာလည်းမိမလည်းညင်ယောက်ျားလည်းညင်နေတဲ့ဂျွန်ကိုဘာကောင်လဲစဉ်းစားနေချင်ဂျွန်ကတော့တူးကျင့်ဝတ်ထမ်းမှာဖောင်းတိုင်းဆိုတဲ့လှုပ်ဝက်တင်ကြောင်တရားတွေပြန်ဟောနေရပြင်ပါတယ်ဆလီမာကလည်းဒီအကြောင်းတွေကိုနားလည်သွားလို့ဂျွန်ပြောစကားကိုလက်ခံရင်သူ့ရဲ့နှလုံးပြူတွေကို ထုတ်ထုတ်ပြရင်နှစ်ယောက်သားတအိမ်နဲ့အိပ်ဖြစ်ကြတဲ့အခြေအနေတွေဖြစ်လာခဲ့ပါတယ်တအိမ်နဲ့ နှလုံးပြူးမာလေးနဲ့နေတာများလာလို့ဟိုကလည်းကိုဖိရင်ဖိတင်ကြရင်ဂျွန်းရဲ့စိတ်တွေလည်းသူမအပေါ်ရိမ့်ရိုက်လာခဲ့တယ်အချိန်တစ်ခုထိတိတ်ခါကိုဆန္နာနဲ့ထိန်းနေတဲ့ဂျွန်းတယောက်ကတော့နှလုံးပြူးမာလေးနဲ့ဘာသာစကားတွေကို ကိုဖိရင်ဖိဖလှယ်ရင်အနိကထီးထွေးမှုတွေအောက်မှာနှက်ပြီးရောက်ကုန်ကြပါတယ်နှလုံးပြူးမာရဲ့ဖောင်းနိုင်အပိဒံအောက်မှာပညာရေးစခန်းကြီးကကောင်းမကောင်းမသိပေမဲ့ဂျွန်းကတော့ နတ်ပြည်ကမစင်းလာလို့ထပ်ခါထပ်ရောက်တက်ပစ်လိုက်ပါတယ်ဒီနယ်ရဲ့ယူဆတွေကဖောင်တိုင်းအပိတံလုံရင်နတ်ပြည်ကိုငားကထက်ပိုရောက်သွားမယ်ဆိုရင် အော်တိုဆေးဆက်ပြီးဖြစ်သွားမှာပါအရာအလုံးအစဉ်ပြေနေဖြစ်တဲ့အချိန်မှာဟင်နရီရဲ့သမီးချောအဖြူမလေးစီစီလီယာရောက်လာခဲ့တော့ဂျွန်နဲ့ဆလီမာဇလန်းလေးတို့အတွက်ပြဿနာဖြစ်လာခဲ့ရပါတယ်ဟင်နရီတို့မိသားစုနဲ့ညစာစာရင်ဂျွန်တယောက်ဖောင်းတိုင်းပြည်တံအကြောင်းအစပြုလာလို့ ဒီအကြောင်းကိုဒန်နာယီလာလို့သာသတ်မှတ်ထားခိုင်းလိုက်ပါတယ်ဖြစ်ချင်တော့ဟင်နီကသူ့သမီးလေးနဲ့ဂျွန်ကိုသဘောတူနေတာဆိုတော့ဆီဆီလီယာကလည်းဒီနယ်ကို ရောက်ရောက်ချင်းဂျွန်နာကမခွာအောင်တပူပူတတွဲတွေဖြစ်နေကြပြန်ပါတယ်ဂျွန်ကလည်းသူ့ဆရာရဲ့သမီးဖြစ်နေလို့သာအလိုက်ထိုက်လေးဆက်ဆက်နေရပြီမဲနှလုံးပြူးမလေးကတော့မိမသားအတိုင်းစိတ်ကောက်နေရပြန်ပါတယ်ဆီဆီလီယာကလည်းဓာတ်ပုံတရင်တော်ဆိုတော့ ဒီနယ်ရဲ့ delay တွေကို လေ့လာနေတော့သတင်းစိုးတစ်ခုဖတ်ပေါ်လာခဲ့ပါတယ်ဒါကတော့ Ivan လူမျိုးစုတွေကဘာမှမသိရုတ်တရက်ဖျားနာပြီးတေဆုံးကုန်ကြတဲ့အတွက်အင်ချင်တွေကိုစုံစမ်းဖို့ဂျွန်ကိုတာဝန်ပေးလိုက်ပါတယ်တာဝန်အတွက်ဂျွန်တယောက် Ivan လူမျိုးစုတွေနဲ့အတူအင်္ဂလိပ်စကားတတ်တယ်နှလုံးပြူမာလေးဆလီနာမာလေးတို့နဲ့တော်ရီတောင်တွေဖြတ်ပြီးခရီးထွက်လာခဲ့လိုက်ပါတယ်ရာဂါဒါမျိုးနယ်စုတွေနေထိုင်တဲ့နေရာရောက်တော့ ဖျားနာနေတဲ့သူတွေရဲ့အခြေအနေကိုစစ်ဆေးနေတော့တနက်ပြစ်တံကြားလိုက်ရပါတယ်တနက်တန်လာရာကိုခြေရာအနောက်ကနေလိုက်ကြည့်ရခါဥရောပသားတချို့ရဲ့မိုင်းတွင်းလုံသားတွေကို တွေးလိုက်ရပါတယ်နောက်ထပ်စုံစမ်းကြည့်လိုက်တဲ့အခါဒီဥရောပသားတွေက မိုင်းတွင်းလောက်ကတွေအတွက်ယာဂါလူမျိုးတွေကိုရှင်းလင်းကျင်လို့အစိတ်ခတ်ထားကြောင်းတိလိုက်ရပါတယ်ဂျုံပြန်ရောက်တော့အစီရင်ခံစာကို အမှန်အတိုင်းတင်လိုက်လို့ ဥရောပမိုင်းတွင်းလုံသားတွေအလုံးရှင်းလင်းခံလိုက်ရပါတယ်။ဒီအကြောင်းကိုကျေးဇူးတင်တဲ့အနေနဲ့နှလုံးပြူးမာလေးဆယ်လီနာကိုလက်ပတ်တစ်ခုလက်ဆောင်ပေးခဲ့ပေမဲ့သူမကတော့ကိုကိုဂျုံမကိုကိုဂျုံဖြစ်နေလို့လက်ပတ်လေးပြောင်းပတ်ပေးခဲ့ပါတယ်။ရွာကိုပြန်ရောက်တဲ့အချိန်မှာတော့ဆယ်လီနာကိုလက်ထပ်ရှင်တဲ့အကြောင်းခွင့်တောင်းလိုက်ပေမဲ့သူ့သမီးကိုကြိတ်ပြီးသဘောတူနေတဲ့ဟင်နရီကတော့မဖြစ်နိုင်ဘူးလို့ပဲခါခါတီးတီးငြင်းပစ်လိုက်တယ်။တကယ်တော့ အင်္ဂလန်လူမျိုးတယောက်အနေနဲ့လူဖြူမတွေကိုသာလက်ထက်ခြင်စီခဲ့တာဖြစ်ပါတယ်။အတော်လေးဖြစ်နေတဲ့ဂျွန်တယောက်ပြောမရတဲ့အဆုံးဘိုင်းတွင်းလုံသမားတွေတတ်ခန့်ရတဲ့အမှုနဲ့ချိန်ချောက်ပြီးဂျွန်ကိုလည်းဒီအိုင်ဗန်ရွာလေးကနေတစ်နှစ်လောက်ရှောင်ခိုင်းလိုက်ရပါတယ်။ဒါတွေမဟုတ်ပဲနှလုံးမြူမလေးဆီလီနာကိုလည်းဟင်နန်ဒီကအာနာပြပြီးဖမ်းထားလိုက်ပါတယ်။ဂျွန်လည်းတတ်နိုင်တယ်လို့ကိုပြောပြပေးပေမဲ့မရတဲ့အဆုံးဟင်နန်ဒီပြောသလိုတစ်နှစ်လောက်ဒီရွာကနေ ပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာခဲ့တယ်။တနှစ်လောက်ကြာတော့ဂျွန်နဲ့ကြိုက်သဘောတူထားတဲ့ဆီဆီလီယာနဲ့လက်ထပ်လိုက်ရပြီမဲ့သူ့ရဲ့စိတ်ကတော့နှလုံးပြူမလေးစီရောက်နေခဲ့ရပါတယ်။တနှစ်လောက်ထိနှလုံးပြူမလေးကိုမေးလောက်ပြီးထင်တဲ့ဟင်နဒီကတော့သမတ်အစ်စ်လေးကိုအိုင်ဗန်ရွာကို ပြန်လာဖို့အမိန့်ပေးခဲ့ပါတယ်။ဒေမီးယားနှစ်ယောက်သားဒီရွာလေးမှာပျော့ပျော့ရွှင်ရွှင်ပဲဖြတ်တန်းနေထိုင်ခဲ့ကြပြီမဲ့မိမဖြစ်သူဆီဆီလီယာက အရင်အကြောင်းတွေကို တူးဆွလာခဲ့လို့ဂျွန်လဲအတိတ်ဟောင်းစီစိတ်ပြန်လည်လာခဲ့ပါတယ်တရက်တော့ဒီနယ်ရဲ့ဗြိတိရှ်အရာရှိငယ်လေးနဗီဆိုသူကသူ့အိမ်က ထမင်းချက်ကိုပါအလုတ်ဖြုတ်လိုက်တဲ့အတွက်ထမင်းသွားဖို့ရင်နဗီရဲ့ဖောင်းနှိုင်းပြီးတံကိုအလွဲသုံးစားလုံနေတာကိုတွေ့လိုက်ရတယ်နဗီအတွက်ဖောင်းနှိုင်းပြီးတံလုတ်ပေးတဲ့ကောင်မလေးမျက်နှာလေးအညုံမဲတွေဇွဲနေတဲ့အပြင်လက်မှာလေခြောက်လုံးမျိုးကိုဂိုင်းထားတဲ့ဂျွန်တယောက်ဒေါသထွက်နေရတယ် နဗီဆိုသူကိုလည်းဒီလိုတွေလုပ်နေရင်ရွာရဲ့ဗီဒရှတို့ရဲ့အောက်ချုပ်ရေးရန်တရားကြီးပျက်စီးသွားနိုင်ကြောင်းဝန်ဆုံးမပေးခဲ့ပြီမယ်။နှစ်ယောက်သားအခြေတင်ဖြစ်ခဲ့ရတယ်။နောက်တစ်ခမ်းမှာတော့ခလေးလေးခြိထားတဲ့ဆလီမာနဲ့သူ့ရဲ့အကိုဘာဆိုင်လို့အနာကနေဖြတ်သွားတာတွေ့လို့ဂျွန်လဲသမင်းချက်ကိုအကျိုးအကြောင်းမေးကြည့်လိုက်တဲ့အခါသူနဲ့ရတဲ့ကလေးမန်းတိလိုက်ရတယ်။တစ်ဖက်ကအချစ်စင်တစ်ဖက်ကမိသားစုပြစ်နေတဲ့ဂျွန်တယောက် နှလုံးပြူမာလီနဲ့ပြန်ဆုံနိုင်ဖို့ကြိုးစားခဲ့ပေမယ့်နှလုံးပြူမာလီကတော့စိတ်နာနာနဲ့ရှောင်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ယောက်ျားတို့ရဲ့ဇွဲတေဂါမလျှော့မယ်ဆိုတဲ့ဂျွန်တယောက်ခလေးကိုမရမကလိုက်ချီခဲ့တဲ့အခါဒီတရင်ကလည်းရွာကနေတဆင်ယောက်ကတိစီတက်ရောက်သွားလို့တတိပေးဆုံးမတာတွေပါခံလိုက်ရတယ်။နှလုံးပြူမာလီမှာနှလုံးပြူမာလီဖြစ်နေတဲ့ဂျွန်ကတော့ဘာကူမှခယူးမဆိုင်ပဲရင်သွေးလေးနဲ့တော်တော်တွေ့နေတဲ့အတွက် အရာရှိငယ်လေးနဗီရဲ့ခြောက်ချမှုကြောင့်နှလုံးပြူမာလီအကူကလောက်ကြံဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့နှလုံးပြူမာလီဆလီမာရောက်လာလို့တေဘေးကလွတ်သွားခဲ့ပြီမဲ့ကိုလိုနီအရာရှိတယောက်ကိုလောက်ကြံမှုနဲ့ကွပ်မျက်ခံဖို့ဖြစ်လာခဲ့ပါတယ်။ဂျွန်းရဲ့ရောက်ကတိကပါဒီအကြောင်းကြောင့်ဒေါသထွက်နေတဲ့အချိန်ဂျွန်းရဲ့ရင်သွေးလေးကိုလည်းမေ့နိုင်ဖို့အတွက်ဖြောင်းပြနေရင်နှလုံးပြူမာလီဆလီမာဆိုတာ ဟင်နရီနဲ့ဖောင်းနိုင်ပြည်တံတုံးကရခဲ့တယ်။တမီးရင်ဆိုတာကိုပါទីလိုက်ရပါတယ်။ဒီအကြောင်းတွေကို လူသိရှင်ကြားမဖြစ်ခင် ကလန်ဆိုင်ရဲ့အမှုတွေကိုတော့ယုံကိုရိုင်းပဲစီစဉ်ခိုင်းလိုက်တဲ့အခါမလွဲတာမရှောင်တာယုံကလည်းတည်တံပေးလိုက်ရပြီမယ်။ညရောက်တော့မှပြန်လွှတ်ပေးလိုက်ပြီးတနတ်တလက်ကိုပါထည့်ပေးလိုက်ပါတယ်။အဒီနောက်မှာတော့ဂျွန်ကလည်းနှလုံးပြူးမှလေးဆလီမာနဲ့ခလေးကိုခေါ်ပြီးထွက်ပြေးဖို့ကြံစီထားတဲ့အချိန်မှာ အရာရှိငယ်လေးနဗီကသူ့ရဲ့ဖောင်းတိုင်းအပြီးတယ်လို့ဖို့လာခေါ်သွားတယ်လို့ဂျွန်လဲအချိန်တွေမတိအောင်ညင်နေလိုက်ရပါတယ်။ဂျွန်ရဲ့မိမဖြစ်သူ စီစီလီယာကလည်းသူ့မှာကိုဝင်ရှိနေပြီဖြစ်ကြောင်းအတိပေးလာတဲ့အတွက်ဟင်နေဒီတို့မိသားစု အောင်ပွဲခံနေတဲ့အချိန်မှာတလုံးပြူမာလီကတော့နဗီရဲ့လက်ထဲမှာဘေးကျန်နှံချက်ဖြစ်နေရပါတယ်။အောင်ပွဲခံနေတဲ့ဂျွန်ကတော့မပျော်ရွှင်ပဲနှလုံးပြူမာလီကိုစိတ်ပူနေရပြီမြေ။ တလုံးပြုမလေးဆလီမာကတော့အမင်းချက်အကူကြီးနဲ့နတ်ဘီးကိုရိုက်ခွဲပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ရပါတယ်။ဒါပေမဲ့ဂျွန်းရဲ့မိမဆီဆီလီယာကတော့ဂျွန်းရဲ့နှလုံးပြုမလေးတို့အခြေအနေကိုနားလည်ခဲ့လို့ထွက်သွားရမယ့်ဂျွန်းကိုရင်နာနာနဲ့ခွင့်ပြုပေးခဲ့ရပါတယ်။ဂျွန်းတို့ချိန်ထားတဲ့နေရာကိုတော့နောက်ကျပြီးမှရောက်သွားတဲ့အတွက်ဆလီမာလည်းမလာတော့ဘူးအထင်နဲ့မိုင်းတွင်ဟောင်းဘက်ကိုထွက်ပြေးရမယ့်ချိန်ဟင်နဒီရောက်လာပြီး တနတ်တလက်ပါထည့်ပေးလိုက်ပါသေးတယ်။ဆလီမာကလည်းဟင်နရီကသူ့ဘေဆိုတာတည်နေခဲ့ကြောင်းပြောပြီးနှောက်ဆက်သွားခဲ့ပါတယ်။အဲ့ဒီနောက်တော့နဘီနဲ့ဟင်နရီမိန်းမတို့ထွက်ပြေးသွားတဲ့ဆလီမာတို့ကို လိုက်ဖမ်းဖို့အတွက်ခွင်တောင်းပေမဲ့ဟင်နရီကခွင့်မပြုဘဲကြားကနေနဘီကရောက်အောင်လိုက်ဖမ်းဖို့ကြိုးစားခဲ့တယ်။ဂျိုးနဲ့ဆလီမာတို့တားမိတွေပြန်ဆောင်သွားတဲ့အခါအလွမ်းတည်နေကြရင် အနောက်ကလိုက်လာတဲ့နဘီကြောင့်ယောက်ျားကိုလက်ထိတ်ခတ် မိမကိုဖောင်းနိုင်ပြီးတံဖွင့်မလို့လုံနေတော့ဂျွန်လဲရှိတဲ့အင်အားလေးနဲ့စော့ဘလော်တီးလိုက်တယ်။ဆလီမာကလည်းသူ့အဖေပေးလိုက်တဲ့တနတ်နဲ့ထုတ်ပြစ်လိုက်ပြီးမယ်။ကြီကညက်နေလို့တိုင်ပတ်နေတော့မှရာဂါဒါလူမျိုးနယ်စုရဲ့အစိတ်များကြောင့်နဘီလဲကိစ္စလျှော်သွားရပါတယ်။အရာအလုံးအဆင်ပြေလာတော့ဂျွန်လဲရာဂါဒါမျိုးနယ်စုတွေနဲ့အတူနေထိုင်ပြီးတော့သူတို့ရဲ့လက်ကျန်အချိန်တွေကိုတော်ရဲတောင်ထဲမှာအလုံးပြူမာလီနဲ့အတူကုံဆုံးခဲ့ကြရင် ဇက်လန်းလေးကလည်းအဆုံးသတ်သွားခဲ့ပါတယ်။ကြီးစုအားပေးကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။